ုံးဆိုတာရှမ်းပြည်နယ်ခွဲခြားမရတဲ့လူရအစားအစာလည်းဖြစ်ပါတယ်။လုံးကဒီတခါမှာပေးပုံးလောက်တာနှစ်40ကျော်တက်တန်းရှိပြီဖြစ်တယ်။ကလောကပေးပုံးလုပ်ငန်းကိုတာလီလာခဲ့ပါတယ်။ပေးပုံးလုပ်ဖို့အတွက်အင်းစီကြီးမှာပါလာတဲ့တဲဆွက်နေပြောင်းပြီးရည်ကြည့်တဲ့အထိအထက်ထက်စီးရဟာနီးစားကြပါတယ်။ပေးပုံးလုပ်တဲ့ပဲဟာအယောင်အမျိုးမျိုးရှိပေမဲ့ချွေဝါပေးပုံးစီကပေးပုံးလုပ်တဲ့အခါမှာပုံမွေးပုံစိမ့်ပါတဲ့။ ချက်လို့ရတယ်စေးထားတဲ့ berry ကိုမိပြင်းနဲ့အစာပိုင်းမှာပွက်ပွက်စုအောင်တဲပြီးရင်ခွဲမိအေးအေးနဲ့ရှင်းပါလိမ့်ကြ။ berry နူးဤသွားတဲ့အထိအချိန်ပေးဖို့ကြာရပါလိမ့်။နူးပြီဖြစ်တဲ့ပဲပြုတ်တွေကိုနှစ်ည၃ရက်သိမ်းအပြီးမှာတော့ berry ခါစီသွားပြီးအယောင်မဲသွားတာနဲ့အတူအရသာဟာလည်းပူချိုလာပါတဲ့။ တိုင်းနာရက်နေရင်ပဲပုတ်လုတ်ချင်အယောင်ပုံဝင်ပြီးတော့ရက်ကြာလေအယောင်ပြောင်းနေပါတဲ့တိုင်းနာကြလေအချို့အငယ်အရသာတက်လီလို့လည်းသိလာရပါတယ်ပဲပုတ်ပြားလုတ်ကိုအရသာသွင်းတော့မယ်ဆိုရင်တော့မီးလာရင်ဆက်နေမီးမလာရင်ဆုံးနဲ့အနစ်ဖြစ်သည့်အထီးချိန်ရထားရပါမယ် ရလာတဲ့ဘဲအနှစ်တွေကိုအရသာပြောတဲ့အခါအများအပြင်ကင်းစားကြော်စားကြတဲ့ကျတ်တုံမိန်နဲ့နဲ့ပင်ခဲ့တဲ့မွေးဆက်အရသာပဲပေါ့ဥစ္စာကလေးနဲ့ graduation နဲ့ချင်းပဲပေါ့ ချမ်းပြည်မှာလိုင်လိုင်ပေါ်တဲ့ဂျူးမြက်ထောင်ရောတဲ့ဂျူးပဲပုတ်ဆိုပြီးပဲပုတ်ပြားတွေလုတ်တယ်လို့မျိုးကနဲ့မမရောတော့ပဲပဲပုတ်အရသာပြပြဝဝရမယ် င်းရွက်လေးပေါ်အရာပေးပြီးပြားတဲ့ချက်စားလို့ကောင်းတဲ့ပဲပုတ်ချက်ဆိုပြီးတော့လူကြိုက်အများဆုံးပဲပုတ်အရာကလေးတွေကိုလုပ်ကြပါတယ်ပဲပုတ်ပြားလို့ရမှာအရာသာရောထားတဲ့ပဲပုတ်မြစ်တွေကိုအလုံးလေးတွေလုံးပြီး ရေစွတ်ထားတဲ့ပိတ်ဖြူစားကြားထဲလက်ရိုက်စုံနဲ့ပြားကြပါတယ် ဆိုနေသေးရဲ့ပဲပုတ်ပြားလေးတွေကိုတန်းစကားလေးတွေအပေါ်အစီအီတင်ချပေးရင်တော့နေကောင်းကောင်းပွင့်ပါလို့မျှော်ရင်းနဲ့တတုပ်ပြီးတတုပ်တွေးတဲ့အထီလမ်းချပါလို့ရယ်နေမပွင့်တဲ့ချိန်တွေမှာတော့မီးပုတ်ပေါ်စကားတွေထက်တင်ရင်မီးအေးအေးနဲ့ခင်ကြရပါတဲ့ဒါကြောင့်လဲစကားလေးတွေဟာချက်တိုက်တဲ့အချိန်နဲ့မဲနေကြတာဖြစ်ပါတယ်ပဲပုတ်ပြားလေးတွေလုံးဝ၆တွေ့ပြီဆိုတဲ့အခါစားသုံးဖို့အသင့်ဖြစ်တဲ့ရှမ်းပြည့်အပြန်လက်ဆောင်မှုလေးတစ်ခုဖြစ်လာပါတော့ရယ် ပဲဖို့လုံနေအပြင်လွယ်ကူမြန်ဆန်ပြီးအရသာရှိရဲအဲဖို့ထမင်းထောင်းလေးလုပ်ကြွေးချလို့ဆလာခဲ့ပါသေးတယ်။ခုနကပဲဖို့ထောင်းထားတဲ့စုံတွေကိုမယုတ်ကြွခြင်းစက်တုံရှုနန်းနံပဲစပလင်မျိုးအရင်ထက်ထောင်းပြီးရညက်တဲ့အခါမှာပဲဖို့ကင်းကဖက်ထည့်ထောင်းပြီးအနက်မွေးတက်လာတဲ့အခါရှမ်းဆန်နေချက်တဲ့ခမင်းစည်းစည်းလေးကိုထည့်နန်းနံပဲလေးခတ်ပြီးအချူအငယ်နဲ့ထောင်းပြီးရင်တော့ဦးရှိန်ဆက်မွေးရဲ့ပဲဖို့ထမင်းစုံထောင်းလေးရပါပြီ။ တာရှိခံစီအရာစူးစီပါဆိုမှမပါရင်ပေပုတ်ကလေးတွေကအသားဓာတ်ပါဝင်မှုများလို့အခုကာလဆီဖို့တွက်ဆနေရတဲ့အချိန်မှာပေပုတ်ဟင်းဒီတစ်ပတ်ဟာမိသားစုအတွက်အာဟာရဖြစ်ခင်းရတဲ့မျိုးဖြစ်စီမှာပါ